အလုံးမဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ TikTok အကောင့်မှာကျွန်တော်ဖုန်းနှလုံးက TikTok ဝင်အကောင့်ဝင်ထားတယ်ဆိုရင်ကျွန်တော်တို့တခြားဖုန်းတစ်လုံးကိုကျွန်တော်ဒီဖုန်းကနေပဲ log out ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပြထားပါမယ်ဆက်လက်လေးကိုတည်ကျင်နေဆိုရင်ကျွန်တော်လည်းဒီလို live ကြည့်လိုက်ရအောင်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တခြားအကောင့်တခြားဖုန်းကို log out လုပ်ဖို့အတွက်ကျွန်တော်ရဲ့ profile နဲ့ကိုဝင်လိုက်မယ် ပိုဖိုင်နဲ့ဝင်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်အပေါ်ဆုံးညာဘက်ဆုံးကမီနူဘားလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ထုံးစံတိုင်းမယ်စတင်စတင်နဲ့ဝင်လိုက်မယ်ဆိုတော့ဒီနေရောက်တော့ရင်ကျွန်တော်တုံးချောင်းမြောက်က security and permission ဆိုတဲ့ထဲကိုဝင်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ဒုတိယအကြောင်းက manage device ဆိုတဲ့ထဲကိုဝင်လိုက်မယ်ကျွန်တော်ပြီးရင်ခဏလေးဒီမှာကျွန်တော်ခဏလေးစောင့်လိုက်မယ် ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာလေးရောက်သွားပြီအဲဒီနေရာလေးရောက်သွားရင်တော့ဒီမှာကျွန်တော်တို့ရဲ့ဒီ account ကိုဘယ်နေရာတွေကနေကျွန်တော်ဘယ် device တွေကနေ login ဝင်ထားလဲကျွန်တော်ဘယ်ဖုန်းနေရာနေ login ဝင်ထားလဲဆိုတော့ဒီနေရာမှာကြည့်နိုင်တယ်ပြီးတော့ဒီမှာအခုဆိုရင်ဒီမှာကြည့်ကျွန်တော်တို့ဒီမှာ Samsung Galaxy A04e ဆိုပြီးတော့ကျွန်တော်တို့ဒီ account ဒီဖုန်းလေးရကျွန်တော်ရဲ့တက်တော့ account ကိုဝင်ထားတယ်ပြီးရင်ဒီမှာကျွန်တော် Chrome browser ကနေလဲ ဝင်ထားတယ်ဆိုတာလေးကိုဒီမှာကျွန်တော်တို့ပြပေးထားတယ်ကျွန်တော်ဒီအောက်ဆုံး recovery time price ဆိုတာဒီကတော့ကျွန်တော်ခူးဝင်ထားတဲ့ဖုန်းလေးဖြစ်တယ်ဒီမှာကျွန်တော်အပေါ်ဆုံးမှလေးပြပေးထားတယ် current device ဆိုပြီးတော့ကျွန်တော်ပြပေးထားတယ်အဲ့တော့ကျွန်တော်တို့ကဒီတခြားဖုန်းကိုကျွန်တော်ဒီကနေလှမ်းပြီးတော့ log out လုပ်မှာဖြစ်တဲ့အတွက်ဒီ Samsung Galaxy A04e ရဲ့ဘေးမှာကျွန်တော်အမှိုက်ပုံပုံစံလေးတွေ့ရမယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာ remove ဆိုတာလေးကိုနှိပ်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်ပျောက်သွားပြီအဲ့လိုပဲကျွန်တော်တို့ဒီ browser တစ်ခုကနေဝင်ထားတာကိုလည်းကျွန်တော်တို့မှိုင်ပုံးပုံစံလေးနှိပ်လိုက်မယ်ပြီးရင် remove ဆိုတာလေးနှိပ်လိုက်မယ် okay ဒါဆိုရင်အကုန်လုံးကျွန်တော်ပျောက်သွားပြီဒါဆိုရင်ဒီညီမကျွန်တော်ဖုန်းတော့လုံးမဲ့ဒီအကောင့်ဝင်ထားတာရှိတော့တယ်ကဲဆိုတော့ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ် ျွန်တော်ခုပြောပြပြီးသွားတာလေးကတော့ကျွန်တော်တို့တက်တော့အကောင့်ကိုတခြားဖုန်းမှာဝင်ထားတဲ့တက်တော့အကောင့်လေးကိုကျွန်တော်တို့ဒီဖုန်းကကျွန်တော်တို့ဖုန်းကနေပဲလမ်းပြီးတော့ log out လုပ်တဲ့နည်းလေးကိုကျွန်တော်ပြောပြပြီးသွားတာဖြစ်တယ်။အဲဆိုတော့အားလုံးပဲအဆင်ပြေကြပါစေ။